ိုဗီယက်သင်္ဆင်နဲ့ဟေးဝေးရန်တို့မင်္ဂလာပွဲမှာအပြိုင်ဆိုင်သူတို့သမီးရန်လှုပ်ကြမဲ့အမင်းသမီး၃ယောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပရိသတ်တွေအားလုံးရင်ကုန်စိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်နေကြတယ်။မင်းသမီးကျော်လေးဆိုဗီယက်သင်္ဆင်နဲ့မင်းသားကျော်လေးဟေးဝေးရန်တို့ရဲ့မင်္ဂလာပွဲအကြောင်းကိုအသေးစိတ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အထူးသဖြင့်တော့ဒီဗီဒီယိုလေးမှာသူတို့ရဲ့ကြီးကျယ်ခမ်းနားလာတဲ့မင်္ဂလာပွဲမှာဘသူတွေကသူတို့သမီးအီယာဖြစ်နေပါဝင်ပြီးတော့အလှချင်းပြိုင်ကြမလဲဆိုတာအဓိကထားတင်ဆက်ပေးတော့မှာပါရှင်။ ဟုတ်ပါတယ်ပရိသတ်တို့ရဲ့အချစ်တော်ဆိုဗီယက်သင်္ဘောဟင်းဝီယန်တို့ဟာသူတို့ရဲ့ချစ်ခင်ရင်းလန်းကိုနောက်တစ်ဆင့်တက်လှမ်းဖို့အတွက်တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ဒီကိတဲ့အော်တိုဘာလ17ရက်နေ့မှာနဖမ်းမိဘတွေနဲ့အတူစေဇက်မင်္ဂလာပွဲကိုကျင်းပပြုလုပ်ခဲ့ကြပြီးတော့အလုံးကရင်ခုန်စွာနဲ့စောင့်မျှော်နေကြတဲ့သူတို့ရဲ့မင်္ဂလာပွဲကြီးကိုတော့လာမယ့်နိုဝင်ဘာလ14ရက်နေ့မှာကျင်းပသွားမှာဖြစ်ကြောင်းတရားဝင်အသိပေးထားပါတယ်။ဒီဇုံတွင်လေးရဲ့မင်္ဂလာသတင်းကပရိသတ်တွေအတွက်အံ့အားသင့်စရာတော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့လအနေငယ်ကလေးကရွှေဆိုင်ဖွင့်ပွဲတွေကြော်ညာ က်ကွင်းတွေမှာသူတို့နှစ်ယောက်ကိုအတွဲညီညီနဲ့ရိုမန်တစ်ဆန်ဆန်တွေ့မြင်နေခဲ့ရတာကြောင့်ပရိသတ်တွေကသဘောတူကြောင်းတိတ်တိတ်လေးနဲ့ဆူတောင်းပေးခဲ့ကြတာပါအစပိုင်းမှာတော့စီးပွားရေးအရာတွဲပြီးတော့အလုံးလုံးကြတယ်လို့ထင်မှတ်ခဲ့ကြပေမဲ့တယောက်ပေါ်မှာတယောက်ထားတဲ့အကြည့်တွေဂယူးဆိုင်မှုတွေကသူတို့ကြားကတာမန်ထက်ပေါ်တဲ့ဆက်ဆံရေးကိုတတ်သိပြနေခဲ့ပါတယ်နောက်ပိုင်းမှာတော့ဟေးဝီရဲ့ရဖခင်ဖြစ်သူကပါဒီနှစ်အတွင်းမှာအသားဖြစ်သူရဲ့မင်္ဂလာသတင်းကိုကြားရမှာဖြစ်ကြောင်းအင်တာဗျူးတွေမှာအရေးအမွှတ်ပြောကြားခဲ့ရာကြောင့်ဒီသတင်းကပို့ပြီးတော့ခိုင်မာလာခဲ့တာပါအခုတော့အားလုံးမျှော်လင့်ထားတဲ့အတိုင်း ိုင်းပဲသူတို့ရဲ့မင်္ဂလာပွဲကြီးကိုစုစုပေါင်း6ပွဲထိခန်းနာစွာကျင်းပသွားဖို့စီစဉ်နေကြတာဖြစ်ပါတယ်ဒီလိုမျိုးကြီးကျယ်ခမ်းနားတဲ့ပွဲကြီးမှာသရိုးသမီးဖြစ်သူစိုးပြေသင်းရဲ့အလှကိုပံ့ပိုးပေးပြီးတော့အားပြေပေးကြမဲ့သရိုးသမီးအရင်တွေကလည်းနည်းနည်းရရမဟုတ်ပါဘူးသူတို့တွေကတော့လက်ရှိအနုပညာလောကမှာအောင်မြင်မှုတွေအသေးသေးရရှိထားကြတဲ့မင်းသမီးကျော်လေးတွေဖြစ်တဲ့မင်းမြင့်မို့ဝီလာရီနဲ့ချူလေးတို့လည်းဖြစ်ပါရဲ့ရှင် MRDA4 ဇလန်တွေကနေတဆင့်ပြည်သက်တွေရဲ့အားပေးမှုတွေကိုအခိုင်အမာရရှိခဲ့ပြီးတော့ရုပ်ရှင်လောကမှာပါနေရာတနေရာရရှိနေကြတဲ့မင်းသမီးကျော်လေးတွေပါပထမဆုံးအနေနဲ့မင်းသမီးကျော်မေမြင့်မို့ကအားလုံးသိကြတဲ့အတိုင်း Academy ဆုရှင်တူဖြစ်ပြီးတော့သရိုးသမီးဆိုပြီးတဆင့်လိုပဲထူးချွန်တဲ့အနုပညာအရည်အသွေးတွေကိုပိုင်ဆိုင်ထားပါတယ် Academy မင်းသမီးနှစ်ယောက်သရိုးသမီးနဲ့သရိုးသမီးအရန်အဖြစ်အလားချင်းပြိုင်ကြမယ်မြင်ကွင်းကတော့တကယ့်ကိုကြည့်လို့ကောင်းပါသေးကြပါတယ်ဒုတိယသရိုးသမီးကတော့မင်းသမီးကျော်လေးဝီလာတွေပါသူမဟာအရင်ကအင်တာဗျူးတစ်ခု ုမှာလေးစားရတဲ့အကိုနဲ့အမတို့ရဲ့မင်္ဂလာပွဲမှာသူတို့သမီးအရန်လောက်ပြီးတော့ surprise တိုက်ဖို့ရှိတယ်လို့ပြောခဲ့ဦးတာပါ။ ရိတုံကတော့လှစ်ဝက်ထားရတဲ့အတွက်ရင်ထဲမှာအသေးရပြီးတော့ပြောချင်လုံလုံဆိုရင်သူမရဲ့ပျော်ရွှင်မှုတွေကအခုတော့အကောင့်ထဲပေါ်လာတော့မှာပါ။နောက်ဆုံးတစ်ယောက်ကတော့ပရိသတ်ချစ်တော်ချူလေးပဲဖြစ်ပါတယ်။ချူလေးကတော့သတို့သားသတို့သမီးထက်တောင်မှပို့ပြီးတော့ပျော်ရွှင်နေပုံပါပဲ။ဒီလိုခမ်းနားတဲ့မင်္ဂလာပွဲကြီးမှာသတို့သမီးအရန်ဖြစ်ပါဝင်ရမယ့်အတွက်အရန်ကိုရင်ခုန်စိတ်လှုပ်ရှားနေပြီဖြစ်ကြောင်းလူမှုကွန်ရက်ကနေတဆက်ပရိသတ်တွေကိုမျှဝေခဲ့ပါသေးတယ်။ အခုဆိုရင်တော့နှစ်ဖက်မိသားစုတွေရှိမှသဘောတူညီမှုအနုပညာမောင်နှမတွေရဲ့ဆူတောင်းတွေနဲ့အတူစူပြည့်တဲ့စင်တဲ့ဟင်းဝင်ရဲ့နှုတ်ရဲ့မင်္ဂလာရက်မြတ်ကတော့တဖြည်းဖြည်းနဲ့နှီးကပ်လို့လာပါပြီ။ဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ပရိသတ်တွေအနေနဲ့စူပြည့်တို့ရဲ့မင်္ဂလာပွဲမှာအလှချင်းပြိုင်ကြမယ့်သတို့သမီးအရန်တွေအပေါ်မှာဒီမင်းသမီးကျော်လေးတွေကိုဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။